ာရီတာရဲ့အထူးထွေစံပြပွဲကြိုအစီအမံများအာဆင်နယ်ကချန်ပီယံမျောလင်းချက်တွေအတွက်ခီးနေနေပါတယ်ခီးများအဆုံးထိမရောက်သေးပေမဲ့အာဆင်နယ်ကအရင်ကတည်းကပိုပြီးတော့တန်းမာလာပါပြီချန်ပီယံအသင်းတစ်သင်းမှာရှိရမယ့်အရေးအသွေးတွေပိုပြီးတော့ပြည့်စုံလာပါပြီပြီးခဲ့တဲ့နယူကာဆင်နယ်ပွဲမှာအာဆင်နယ်ကတေကန်ဘောဘီယန်ဆိုတာထပ်ပြီးတော့တတ်သိပြနိုင်ခဲ့ပါတယ်ဒါဟာတေကန်ဘောကျွမ်းကျင်သူဂျိုဘာကိုအာရီတာငှားရမ်းပြီးတော့ပိုင်ဆိုင်ခွင့်ရလာတဲ့အကျိုးကျေးဇူးတွေပါပဲယူဘာနဲ့တူအာဆင်နယ်ရဲ့တေကန်ဘောပြူဝါရီတခေတ်ဆန်းလာပြီးသင်ကိုဖော်မြူလာတစ်ခုလည်းဖြစ်လာတာပါတောင်ကန်ဘောကနေ900ရှိနှုန်းတစ်ချိန်တုံးမြင့်တက်လာခဲ့တာပါပဲ အာဒီတာကတော့ကွင်းတွင်းဂျူဝါရီတာမကပဲကွင်းပြင်ပအစီအမံတွေကိုလည်းအာယုံစိုက်ပါတယ်။အာဆင်နယ်ကစားသမားတွေကနားလည်မှုမြင်မအောင်10မိနစ်လောက်တောင်တွေ့ဝေလို့မရတဲ့ထိတ်တန့်ဆင်ပွဲတွေမှာဆုံးဖြတ်နိုင်စွမ်းမြင်မအောင်အာဒီတာကထူးထူးခြားခြားအစီအစဉ်တွေနဲ့တင်ယူခိုင်းနေပါတယ်။အာဒီတာကဘီဒိန်လီတက်ကဖိုက်တာပိုင်လော့တွေအချိန်တိုတွင်းမှန်ကန်စွာဆုံးဖြတ်နိုင်တယ်လို့မျိုးဖြစ်အောင်အာဆင်နယ်ကစားသမားတွေကိုအတူယူခိုင်းထားတာပါ။ဘီဒိန်လီတက်ကဖိုက်တာပိုင်လော့တွေအနေနဲ့ကိုယ့်ရဲ့လုပ်ဖို့ကံပတ်တယောက်အန်ဒီယံမရှိအောင်အချိန်မီတတိပေးနိုင်ဖို့တိတ်ပြီးအရေးကြီးပါတယ်။အဲ့လိုတတိပေးရမှာစကလုံးတွေဖောင်းပွားနေလို့မရပါဘူး။ စကကြောရှိနေလို့မရပါဘူး။ခက်မြန်မြန်ခက်တို့တို့စကလုံးတွေကိုတုံးပြီးအတိပေးရပါတယ်။ဒါမှလည်းအန်ဒီရဲ့ကင်းဘေးရှင်းပါပါ။အာဆင်နယ်ကစားသမားတွေကိုလည်းအာဒီတာကအချိန်တိုအတွင်းမှာဆုံးဖြတ်ချက်ကောင်းကောင်းချနိုင်အောင်လှုံ့ဆော်ပေးထားပါတယ်။ပွဲနေ့တွေမှာအာဆင်နယ်ကစားသမားတွေတတိတစ်ချက်မလွတ်သွားအောင်အာဒီတာကြိုတင်စီမံပေးတာကလည်းထူးခြားပါတယ်။အာဆင်နယ်တင်းညသာစားပွဲမှာကပိုင်းနယ်ကျွမ်းကျင်သူတွေငှားရမ်းပြီးအာဆင်နယ်ကစားသမားတွေပစ္စည်းတွေကိုနိုင်ခိုင်းတာပါ။အအောင်တစ်ချက်လွတ်တဲ့လူခံရမှလည်းဖြစ်ပါတယ်။အာဒီတာရဲ့နောက်ထပ်ထူးခြားတဲ့အစီအစဉ်တစ်ခုလည်းရှိပါသေးတယ်။ အာဆနယ်သင်းလေးချိန်ခန်းစီစဉ်မှာလေဘာဝူးသင်းရဲ့ You will never walk alone ခြင်းကိုအကျဲ့ကြီးဖွင့်တာအာဆနယ်ကစားသမားတွေအန်ဖီသွားကစားရတယ်လို့မျိုးဖြစ်အောင်ဖန်တီးပေးထားတာပါတကယ်တမ်းအဖီကွင်းကိုသွားကစားရတဲ့အခါလေဘာဝူးသင်းပရိသတ်တွေရဲ့အားပေးတဲ့ဒဏ်ကိုကျော်လွှားနိုင်အောင်အာဒီတာရွေပြီးအခုလိုမျိုးတုတ်ခဲ့တာလည်းဖြစ်ပါတယ် MNS ပေါ်မှာတင်ဆက်ပါရင်ဘုံနဲ့ပတ်သက်ပြီးစိတ်ဝင်စားကြကောင်းတဲ့အကြောင်းအရာတွေကိုကြိုးစားတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ page ကို like and follow လုပ်ပြီးတော့အားပေးဖို့လည်းမမေ့ပါနဲ့တော့အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါသည်ခင်ဗျာ